်မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာထိကြိုက်နှစ်ဆိုးရေးသားသောအဟုတုကံရောက်ချိန်တန်သောဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခင်မှာယခုလိုဘူးတုဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် စကိုင်းတိုင်းကတားအခြေခံနယ်မြေတွင်ထင်ရှားသောတောင်တန်းကြီးသုံးတွယ်ရှိပါသည်တောင်တန်းကြီးသုံးတွယ်တို့က1မှန်ကင်းတောင်တန်း2မင်းဝတောင်တန်း3ခန့်ငေါ်တောင်တန်းများဖြစ်ကြပါသည် ထိုတောင်တန်းကြီးသုံးတွယ်တို့သည်မြောက်ဘက်ဟိမဝရစီမှတောင်ဘက်သို့ဆင်းသက်ခဲ့ကြရာမှန်ကင်းတောင်တန်းသည်ဝန်းတိုနယ်နား၏အဆုံးသက်သည် ၎င်းတောင်တန်းမှာစီစဉ်သော စိတ်ဆန်းအများစုပေါင်း၍မူးမြစ်ဟုဖြစ်ပေါ်လာလေသည်။မှန်ကဲတောင်တန်း၏အရှိတ်ဘက်တွင်မင်းဝန်တောင်တန်းဖြစ်ပေါ်၍သခိုင်းမြို့၌အဆုံးသတ်သည်။ထိုမင်းဝန်တောင်တန်းမှာစီစဉ်သော စိတ်ဆန်းအများစုပေါင်း၍မဲဆာမြစ်ဟုဖြစ်ပေါ်လာသည်။မင်းဝန်တောင်တန်း၏အရှိတ်ဘက်တွင်မူကားကန့်ကော်တောင်တန်းကြီးဖြစ်ပေါ်၍ထီးခြားမြို့၌အဆုံးသတ်သည်။ ထိုကန့်ကောတောင်တန်း၏အရှိပန်းနိုင်မှုအေယာဝရီမြကြီးစီစဉ်လျက်ရှိလေသည်။တံပရာရွာသည်ကန့်ကောတောင်တန်းကိုနောက်ခံပြု၍အေယာဝရီမြကန်း၌တည်ရှိသည်။အေယာဝရီမြအတွင်းမှလှမ်းမျောကြည့်လိုက်ပါလျှင်ရွာအရှိပန်းမှမြပြင်ကြီးနှင့်ရွာအနောက်ဘက်မှတောင်တန်းကြီးတို့ကြောင့်အလွန်လှပသောရွာတရွာဖြစ်ပါသည်။ထိုတံပရာရွာ၌စီးပွားအသင့်အင့်ဖြစ်ပွားသောဥအောင်ကြီးဆိုသူရှိပါသည်။ ဥအောင်ကြီးသည်လွှထောင်ဖြစ်၏လွှထောင်ဆိုသည်မှာပြင်ခွဲရန်လွှစင်ထောင်နာသူကိုခေါ်ပါသည်ဥအောင်ကြီးသည်လွှစင်30ထောင်နာပြီးဂန်းငော်တောင်နှမ်းမှကញင်အင်းစသောတစ်ကြမ်းများကိုတစ်ခုတ်သမားများနှင့်ခုတ်ပြီးကျွဲများဖြင့်တိုက်ချခွဲစိတ်ကမြေအိုးတလျှောက်၌ပြင်ရောက်နေသူတို့ဖြစ်သည်တပြရွာ၏အနောက်ဂန်းငော်တောင်ကျဲတွင်ရှေဟောင်းတောကြောင်တကြောင်တည်ရှိဘူးလေသည် တောရဆရာတော်ကြီးဦးစန်ဒီမာသည်တောရကျောင်း၌တည်င်းတုံးတော်မူရင်းနောင်လူနောက်သားများအလွယ်တကူစုယူတုံးဆောင်ကြရန်ရည်ရွယ်တော်မူ၍တောရကျောင်းဝင်းတွင်၌အမျိုးကောင်းတည့်ရပင်အများပြားစိုက်ထားတော်မူခဲ့သည်တောရဆရာတော်ပြန်လည်တော်မူပြီးနောက်၎င်းတောရကျောင်း၌ဆက်လက်နေလိုသောရဟန်းတော်များမရှိတော့သဖြင့်တောရကျောင်းကပြည့်စည်သွားလိမ့်မည် ို့သောဆရာတော်ဆက်ပြိုးခဲ့သောတရက်ပင်များကရှင်သန်ကြီးထွားကအချိန်ခါရောက်တိုင်းတီးကြမှဲ့ကြသဖြင့်အနီးနံရှိသောကြောက်ပုံရွာတတ်မရရွာညောင်ကြီးတော့ရွာများမှလူများတွားရောက်စုယူတုံးဆောင်ကြရဆဲဖြစ်လေသည်ယခုခါထိုတရက်ပင်တို့သည်ကြီးမားခဲ့ကြလေပြီတရက်ပင်ပေါင်း20ခန့်ရှိရာ15ပင်ခန့်တို့သည်လက်နက်ဖက်ခန့်ရှိနေကြလေပြီ။ အာလုံတရက်ပင်များဖြူပြောင်းနေသဖြင့်လှှထောင်ဥအောင်ကြီးသည်ထိုတရက်ပင်များကိုပြင်ဆင်ရန်ရွယ်၍တက်ခုတ်သမားများကိုငှားရန်ခုတ်စေသည်ထိုအခါရွာသားချို့ကဤတရက်ပင်များကိုတောရဆရာတော်ကြီးကနောင်လူနောက်သားများစားကြဖို့ရည်ရွယ်စိုက်ထားသည်ဖြစ်၍မခုတ်တင်ကြောင်းတားမြစ်ပြောဆိုကြသည်သို့သောတားမြစ်မရပါချေတက်ဆိုင်ရာမှခုတ်မရပြီဟုပြောကအများတားမြစ်သည့်ကြားမှတည့်ရပင်များကိုခုတ်ယူပြင်ခွဲပြစ်လိုက်လေသည် တရက်ပြင်းများရောက်ချရာ၍ဥအောင်ကြီးအတော်စည်းဝတ်တလာသည်လူဆွဲသောလှော့စင်မှဆက်လှော့စင်ဖြစ်လာပြီးသူ့လှော့ဆက်ကိုမိုးသူစာလှော့ဆက်ဟုအမည်ပေးထားသည်လှော့ဆက်အမည်ကိုဆွဲ၍ဥအောင်ကြီးကိုလည်းမိုးသူစာဥအောင်ကြီးဟုခေါ်ကြသည်မကောက်မှုကံသည်အကျိုးမပေးမီပြားရည်ပမာချုံမဲသည်အကျိုးမပေးသောအခါဆင်းရဲခြင်းကြုံတွေ့ရသည် ဤတရားသည်ဓမ္မပဒမှလာသောနိယမတရားဖြစ်သည်သူအသက်ကိုတတ်ခြင်းကြောင့်ယခုဟင်းကောင်းစားရသည်သူဥစ္စာကိုခိုးရလျင်ပစ္စည်းပိုင်ရှင်ကြီးဖြစ်လာသည်အကျိုးမပေးပြီးဤသို့ပင် ကောင်းသည်ဟုထင်ကြသည်အကျိုးပေးသောအခါမှာမူကားမကောင်းမှုကံသည်ကြောက်စရာကောင်းအောင်အကျိုးပေးတတ်သည်မိုးသူစားဥအောင်ကြီးကိုကြည်ကြပါအောင်ဆို ဦးအောင်ကြီးစီဝါတက်နေခိုင်မယားဖြစ်သူဒေါ်အေးလေကန်းယောဂါဆွဲကတ်ကစိတ်ကြောင်ချောက်ချဖြစ်လာသည်ဒေါ်အေးယောဂါပြောင်းရန်ငွေအော့တိုက်၍ကုသခဲ့ပါတော့လေယောဂါမှမထဘဲဘဝတစ်ပါးပြောင်းသွားရှာသည်ထို့နောက်အလုံးအကူရသောတာကြီးအောင်မြင်လဲဖိုးသမားမတူတော်တို့နှင့်ပေါင်းတဲ့ကဖိုးသမားအဖြစ်ရောက်သွားသဖြင့်ထောင်နှန်းဆန်ရရှာသည်ဦးအောင်ကြီးတမီတွေသူစားအေးလဲတစ်တိုက်ခိုင်းနေတော့တစ်တိုက်သမားဆန်ဦးနောက်ကောက်ကောက်ပါအောင် လိုက်ပြေးလေသည်သူစကားအလွန်နားထောင်သောတားငယ်အောင်တဲ့လဲ တော့တန်ရင်မွေစိုးကပ်၍ကွယ်လွန်မြန်သည်ဤသို့ဖြင့်ဥအောင်ကြီး၌အာဟုအာရများကင်းကွာလာသည်အာဟုအာရမရှိသဖြင့်အလုတ်ကိုင်းလည်းပြက်ကွက်လာသည်အလုတ်ကိုင်းပြက်ကွက်သဖြင့်စီဝါပြက်ကမိုးသူစာလှစက်ကိုရောင်းလိုက်ရသည်အာဟုတို့ကံကဤမြဖြင့်အဆုံးမသက်သေးပါ သူသည်စီးပွားပြတ်သည်ဖြင့်စိတ်ဓာတ်ကျဆုံးကနေ့စဉ်အရက်ဖြင့်စိတ်ကိုဖြေခဲ့သည်ဖြင့်ယခုခါအရက်သမားကြီးဖြစ်၍မျက်နှာကြီးထူအပ်လာသည်သူ၏မျက်နှာထူအပ်နေသည်မှာအရက်ကြောင့်ဟုအများကယူဆနေကြတော့လေအဖန်မှာအရက်ကြောင့်မဟုတ်နူနာယောဂါဆွဲကပ်လာသောကြောင့်ထူအပ်လာခြင်းဖြစ်ပါသည် ထိုအခါမှသတိရသဖြင့်တောရကျောင်းဝင်းတွင်တည့်ရပင်များကိုအစားဆိုင်ခဲ့သည် ရှေ့ကတစ်ချိန်တစ်ခါမှမဆောက်ရှောက်ဘူးသောဥပုသတင်းများကိုလည်းဆောက်ရှောက်ခဲ့သည်သို့သောနောက်ကျခဲ့ကြပြီ အာဟုတုကံဤအကျိုးပေးတဲ့အချိန်သို့ဆက်ရောက်လာပြီဖြစ်သောကြောင့်သူ၏ယောဂါကမပြောက်ခင်ပါ။ရှက်ရွာကလက်မခံတော့ပြီဖြစ်၍ရွာ၏အပြင်ဘက်၌တင်းကုန်နှင့်နေရရှာပြီဖြစ်ပါသည်။မချက်ဖြစ်ရအမှန်မှအမိများကိုလွှဲပြောင်းထားပါကြောင်းဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပြီးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ညီစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်